ားလုံးပဲမင်္ဂလာပါ Interest Knowledge Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ဟာသမိုင်းကိုအမြဲတမ်းခေါင်းဆောင်ကြီးတွေစစ်ပွဲကြီးတွေနဲ့တော်လှန်ရေးတွေနဲ့တိုင်းတာလေးရှိပါတယ်ဒါပေမဲ့ထိုအဖြစ်အပျက်ကြီးတွေရဲ့နောက်ွယ်မှာ ပုံအောင်နေတဲ့ကျိုးဆွဲသူတအူးရှိခဲ့လင်ရောဘလို့ဖြစ်လာမလဲဒီဗီဒီယိုမှာတော့ရုရှားသမိုင်းရဲ့အမှောင်တောက်မှာသူ့ရဲ့လက်ချောင်းတွေနဲ့ Empire တစ်ခုလုံးကိုတောင်းလို့စေခဲ့တဲ့သူတယောက်အကြောင်းကိုဖော်ပြပေးသွားပါမယ်။ All guest of honor, Father Rasputin. Click on Rasputin. Rasputin. အခုလိုဗဟုသုတရဝယ်ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျမရဲ့ interest knowledge youtube channel လေးကို subscribe လုပ်သွားပြီးခဲ့ကြပါအောင်เนาะရုရှားရိထာဝရမေးပြချင်နေတဲ့သူကတော့ဘယင်မဟုတ်ခဲ့ပါဘူးစစ်သူကြီးဒါမှမဟုတ်အထက်တန်းလွာနိုင်ငံရေးသမားလည်းမဟုတ်ခဲ့ပြန်ပါဘူး သူဟာရုရှားရဲ့ရေခဲပြင်ကနေထွက်ပေါ်လာတဲ့အရေးတစ်ခုသာဖြစ်ပါတယ်။သူ့ရဲ့တခုရီးသောရည်ရွယ်ချက်ကတော့ကမ္ဘာအကြီးဆုံးအင်ပါယာတစ်ခုရဲ့အုတ်မြစ်ကိုလှည့်စားမှုနဲ့ဖြိုချဖို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီနေ့ပြောပြပေးသွားမှာကတော့ Grigory Rasputin လို့ခေါ်တဲ့လူမသိသူမသိဗီလိန်အကြောင်းပဲဖြစ်ပါတယ်။သူဟာရုရှားစာပေမင်းဆက်ရဲ့အင်အားကိုတုံ့လောက်ခြောက်ခြားစေခဲ့သူ။သမိုင်းကိုလျှို့ဝှက်စွာပြောင်းလဲခဲ့တဲ့ထူးဆန်းတဲ့တစ္ဆေပေါက်တူပဲဖြစ်ပါတယ်။ သူ့ရဲ့ဩဇာအာဏာဟာဘလောက်နှက်ရှိုင်းခဲ့တယ်လဲသူ့ရဲ့နောက်ဆုံးညမှာဘာတွေဖြစ်ခဲ့တယ်လဲသမိုင်းကို အတူတူဖော်ထုတ်ကြည့်ကြရအောင် Rasputin ရဲ့စင်းမြစ်ဟာရေကဲမဲ့ရွာလေးတစ်ခုမှာစတင်ခဲ့ပါတယ်ပညာမတတ်ပေမဲ့မယုံနိုင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေနဲ့ထူးခြားတဲ့စွမ်းအင်ရှိသူအဖြစ်နာမည်ကြီးခဲ့ပါတယ်သူဟာဘာသာရေးအယူဝါဒကိုအစွန်းရောက်တဲ့ပုံစံနဲ့ကျင့်သုံးပြီးအနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်လို့အဖြစ်လူအများကယုံကြည်ခဲ့ကြပါတယ်။ ၂၀ရာစုအစောပိုင်းမှာရုရှားအင်ပါယာဟာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရပြီးလူတို့ကဘရင်မင်းမြတ်အပေါ်မှာယုံကြည်မှုဆုံးရှုံးနေတဲ့အချိန်ဆာဗီယင်မင်းမြတ်ဟာတားတော်ဆာရာဗစ်အလက်စီရဲ့သွေးမတိတ်ယောဂါကြောင့်ပူဆွေးတော့ကရောက်နေခဲ့ပါတယ်။နန်းတော်ကဆရာဝန်တွေလက်လျှော့လိုက်ရတဲ့အခါလျှို့ဝှက်စမ်းချက်သူရက်ပူတင်ရဲ့အလှည့်ရောက်လာခဲ့ပါတယ်။ရက်ပူတင်ကဆေးဝါးမဟုတ်တဲ့နီလန့်နဲ့ခလင်းငယ်ရဲ့ယောဂါကိုတတ်တာစီနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တကယ်တော့ဒါဟာစိတ်ပိုင်းဆိုင်ရာကြိုးကင်မှုရဲ့အစပဲဖြစ်ပါရဲ့စိတ်သက်သာရာရစေတဲ့သူ့ရဲ့အတန်မိသားစုအပေါ်ထားရှိတဲ့နားလည်မှုခံပန်တွေကြောင့်ဇာဘီယင်မဟာသူ့အပေါ်လုံလုံလရာတန်ရောစင်တွေပြီးယုံကြည်သွားခဲ့ပါရဲ့သူဟာနန်းတွေရဲ့အရေးအာဝါသဖြစ်လာခဲ့ပါတော့တယ် Rasputin ရဲ့ဩဇာအာဏာဟာဇာဘီယင်မင်းမြတ်နဲ့မိဖုရားအလန်ဒရာတို့ရဲ့စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုကနေတိုက်ရိုက်ပေါက်ဖွာလာတာပဲဖြစ်ပါရဲ့ ဇာဘီယင်မဟာတားတော်အလက်စီရဲ့ဝေဒနာကိုကုသပေးနိုင်သူလို့အခိုင်အမာယုံကြည်ခဲ့တဲ့ Rasputin ကိုကျွန်ုပ်တို့ရဲ့မိတ်ဆွေလို့ခေါ်ဝေါ်ခဲ့ပါတယ်။သူမအတွက် Rasputin ဟာဖျားသခင်ဆေးလွတ်လိုက်တဲ့ Gedition တူပဲဖြစ်ပါတယ်။ဇာဘီယင် Nicholas II ရဲ့သဘောထားကတော့နက်နက်ကြွဲပြပါတယ်။သူဟာ Rasputin ကိုတန်လျာဝင်ခဲ့ပေမဲ့ဇာဘီယင်မရဲ့ခံစားချက်ကိုလေးစားတဲ့အတွက်လက်ခံပေးခဲ့ရတာပါ။သူ့ရဲ့မှတ်တမ်းထဲမှာငါသူ့ကိုမယုံကြည်ဘူး။ ဒါပေမဲ့ငါမိသားစုရဲ့ငြိမ်းချမ်းရေးအတွက်ငါတီးခံရမယ်လို့ရေးသားထားခဲ့တာဖြစ်ပါတယ်။ဇာဘင်းဟာရုရှားရဲ့အုတ်ချုပ်ရေးကိုဥဆောင်မဲ့အစားသူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအားနည်းချက်ကို ဖုံးကွယ်ဖို့ပဲအာရုံစိုက်ခဲ့ပါတယ်။ပထမကမ္ဘာစစ်စတင်သောအခါဇာဘင်းနီကိုလတ်စ်တူဟာစစ်တပ်ကုတ်ကဲဖို့ရှေ့တန်းကိုထွက်ခွာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနိုင်ငံရေးအာဏာအားလုံးဟာဇာဘင်းမမတစင် Rescue တရက်လက်ထဲသို့ကြာရောက်ခဲ့ရပါတော့တယ်။ဘီလိန်ဟာတရားဝင်အခွင့်အရေးရပါခဲ့တယ်။ ဒါဟာရုရှားအင်ပါယာရဲ့အဆုံးသက်ခရီးရဲ့အစပဲဖြစ်ပါတယ်။ရက်စပူတင်ဟာနောက်ွယ်ကနေဩဇာလွှမ်းမိုးမှုအများဆုံးပုံကိုဖြစ်လာခဲ့ပြီးသူဟာဝင်ကြီးတွေကိုခန့်အပ်ခြင်း၊စစ်ရေးဆုံးဖြတ်ချက်တွေချမှတ်ခြင်းတို့ကိုဂျာပီမောက်အသုံးချပြီးလှုပ်ဆောင်ခဲ့ပါတယ်။တရက်တည်းဝင်ကြီးနေရာ9နေရာအထိပြောင်းလဲလုပ်ခဲ့တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။သူဟာအရေးချင်းရှိတဲ့သူတွေကိုဖယ်ရှားပြီးသူ့ကိုတစ္ဆာခံမဲ့သူတွေကိုပဲရွေးချယ်ခဲ့တာပါ။ ရုရှားစစ်တပ်ဟာစစ်မြေပြင်မှာအကြီးအကျယ်ရှုံးနိမ့်ပြီးသားဖြစ်ခဲ့ပေမဲ့ Rasputin ရဲ့ကြိုးကင်မှုကြောင့်စစ်တပ်ရဲ့ခေါင်းဆောင်မှုဟာပိုပြီးယုံရင်ပြက်စီးသွားခဲ့ရပါတယ်။ဇာပီမင်းမြတ်ရဲ့ခုံတိုက်ကဟာပြည်သူတွေကြားထဲမှာလုံးဝပြိုလဲခဲ့ပြီးပြည်သူတွေဟာနမ်းတော်ကိုယုံမုန်းလာပါတော့တယ်။ Rasputin ဟာလက်လူရှုမှု ကိုကြိုးရှာမှုနဲ့နိုင်ငံရေးကိုလွှဲမားစွာကင်တယ်မှုတွေနဲ့ရုရှားတော်လှန်ရေးရဲ့အဓိကအုတ်မြစ်ကိုခိုင်မာစေခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ကြိုးကင်မှုတွေဟာစနစ်တစ်ခုလုံးကိုအဆုံးသတ်စေခဲ့ပြီးနောက်ဆုံးမှာတော့1918ခုနှစ်တော်လှန်ရေးကိုမီးမွေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီဗီလိန်တဦးတည်းကြောင့်နှစ်ပေါင်း300တပ်တန်းရှိမင်းဆက်တစ်ခုပျော်လဲခဲ့ရတာဟာတမားရဲ့အစိုးဆုံးတယောစာတစ်ခုပါပဲ။ Rasputin ရဲ့ဩဇာကိုတီးမခံနိုင်တော့တဲ့မျိုးရုံးမြင့်မူမတ်တချို့ဟာသူ့ကိုလောက်ကြံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဓိကခေါင်းဆောင်ကတော့မင်းသား Felix Yusupov ပဲဖြစ်ပါတယ်။ သူတို့ဟာနန်းလောင်ကို rescue တင်းရဲ့လက်ထဲကနေပြန်လည်ကယ်တင်ဖို့ဒါအောင်လုပ်ရမယ်လို့ယုံကြည်ခဲ့ကြပါတယ်1916ခုနှစ်ဒီဇင်ဘာလညတညမှာ Rasputin ကို Yusupov ရဲ့နန်းတော်ထဲကိုဖိတ်ခေါ်ခဲ့ပါတယ်။အစိုက်ခတ်ထားတဲ့ cyanide ပါဝင်တဲ့ကိန်းမုတ်တွေနဲ့ wine တွေကိုအဲ့ခံစားသုံးစေခဲ့ပေမဲ့ယင်ထိတ်စရာအကောင်းဆုံးအလှည့်အပြောင်းကတော့ Rasputin ဟာတည်ဆုံးခြင်းမရှိခဲ့ပါဘူး။သူဟာစပွဲကနေထရက်ပြီးရန်သူတွေကိုယင်ဆိုင်မှုစ조사ခဲ့ပါတယ်။ နောက်ဆုံးမှာလောက်ချန်သူတွေဟာသူ့ကိုတနက်နေ့ပြင်ရိုက်နှက်ပြီးရေရဲဖုံးနေတဲ့နီဗာမြစ်ထဲကိုကစ်ချခဲ့ကြရပါတယ်။ဒါပေမဲ့နောက်ထပ်ပို့ပြီးခြောက်ချားစရာကောင်းတဲ့အချက်ကတော့ရေခဲတွေကနေသူ့ရုပ်အလောင်းကိုပြန်ဆယ်ယူတဲ့အခါသူဟာရေနစ်ပြီးမှတည်ဆုံးခဲ့တာဖြစ်ပြီးအစိမ့်နဲ့တနက်ဒဏ်ရာတွေနဲ့မဟုတ်ဘူးဆိုတာကိုတွေ့ရှိခဲ့ရခြင်းပါပဲ။သူ့ရဲ့တည်ဆုံးမှုဟာဒဏ္ဍာရီတစ်ခုဖြစ်ခဲ့ပြီးသူဟာနှစ်ပေါင်း300တတ်တန်းရှိတဲ့ ရုရှားအင်ပါယာရဲ့အဆုံးသက်ကိုဖော်ပြနေတဲ့ထိတ်လန့်မွေရာပုံရိပ်တစ်ခုဖြစ်ခဲ့ပါတယ်။ Grigory Rasputin ဟာရုရှားသမိုင်းမှာအရေးပါဆုံးသောခိမ်းချုပ်သူတစ်ဦးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာရည်ရွယ်ချက်ရှိရှိလှုပ်ခဲ့သည်ဖြစ်စေ၊ကိုကြိုးရှာရင်လှုပ်ခဲ့သည်ဖြစ်စေ၊သူ့ရဲ့လှုပ်ရက်တွေဟာကမ္ဘာသမိုင်းရဲ့လမ်းကြောင်းကိုလုံးဝလှည့်ပတ်သွားစေခဲ့ပါတယ်။လူမသိသူမသိဗီလိန်တွေဟာအများနဲ့စင်မြင့်ထက်မှရှိမနေကြပါဘူးသူတို့ဟာအရေးအထဲမှာပုံအောင်နေပြီးနိုင်ငံတစ်ခုရဲ့အမြင့်တွေကိုဖြိုခွင်းတတ်ကြပါတယ် နောက်ွယ်ကဘလို့လူတွေကယခုလက်ရှိသမိုင်းကိုလျှို့ဝှက်စွာပြောင်းလဲနေအောင်မလဲဒီမေးခွန်းနဲ့အတူဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်ပရိသတ်တို့ရဲ့အငင်ကိုလည်း comment မှာရေးပေးကြကြပါအောင်နော်ကြည့်ရှုအားပေးကြတဲ့အတွက်ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်